်ရှင်မြမိကုမိရှောက်ခွင့်ပြုပါရှင်မြဟိုပါပေါ့အရုံမတက်ခင်ပေါ့နော်စွန်လောင်းတဲ့ကိစ္စမှာဆိုလို့ရှင်ဟောလူတွေကလည်းပဲဘယ်လိုခေါ်မလဲဖုန်ကြီးတွေကြွလို့လောင်းနေပေါ့နော်ဟောနောက်ပြီးတော့လည်းဒီအရုံတက်ချိန်အမိလေးလောင်းရတာဖြစ်တဲ့အတွက်အရုံအစောပိုင်းမှာသူကစွန့်ခန့်ကြွရယ်ပေါ့ရှင်မြစွန့်ခန့်ကြွရယ်ဆိုတော့အဲ့ဒါအဆက်ပါသလားရှင် ဒါအချိန်လင်းချိန်လင်းလည်းပြောနေကြပါတော့။ခန္ဓာကတစ်ပိုင်းစားတာကတစ်ပိုင်းနှစ်ပိုင်းခွဲရတယ်။အာရုံမတက်သေးဘဲနဲ့ဆုံးကိုခံလိုက်တယ်နော်။အဲ့တော့ဆုံးခံတော့ဘာဖြစ်စီလဲဆိုတော့ခံရတဲ့တော့ပြင်မရှိသေးဘူး။အဲ့တော့စားတာကဘယ်ချိန်မှစားမှာလဲပေါ့နော်။အကြီးအာရုံမတက်သေးဘဲနဲ့စားတယ်ဆိုရင်ဝိက္ကလာပောစနာတီလာပြတ်မယ်။အာရုံတက်ပြီးခါမှစားရင်ကဘာဖြစ်စီလဲလို့မေးရင်သူကအရုံမတက်ခင်အကက်ခံရတာဆိုတော့မနေ့ကအကက်ခံတာဖြစ်သွားတာအရုံရဲ့ဒီဘက်ချမ်းဒီမနေ့ကအရုံရဲ့ဒီဘက်ချမ်းဒီဒီနေ့ အဲ့တော့နေ့တစ်နေ့ကိုအဲ့လိုခွဲတာလေနော်ဥပမာ6နာရီမှာအရုံတက်တယ်ဆိုရင်9နာရီနဲ့59မိနစ်ကမနေကြရတာနော်6နာရီရောဒီဘက်ချမ်းဒီဒီနေ့ပဲအဲ့တော့9နာရီလောက်မှာအလူခံခဲ့တဲ့ဆုံးကို6နာရီကျော်မှစားတယ်ဆိုရင်မနေကအကက်ခံထားတဲ့ဆုံးကိုဒီနေ့စားတာဖြစ်တဲ့ကြောင်းတန်နိတိပါစိတ်အာဘက်တင်တယ်လို့ခေါ်တယ်အဲ့တော့အရုံမတက်ခင်ဘလို့မှလောင်းကိုမလောင်းတင်တာတချို့ကနားမလဲတော့လေဟာတန်ဃာတော်တွေကအရုံမတက်ခင်မစားပါဘူးကြောင်းရောက်တဲ့ခါမိုးလင်းနေပါပြီလို့ပြောကြတယ်ကြောင်းရောက်တဲ့ခါစားတာပါဆိုတော့သူကစားတာပဲမြင်တာလေအကက်ခံတာမမြင်ဘူးလေ အဲ့တော့အကက်ခိုင်လာအဘက်တင်တာကိုသိရမှာအဲ့တော့မိုးမလင်းသေးခင်စိုင်းရင်လည်းအဘက်တင်တယ်အကက်ခိုင်ရင်လည်းသူကအဘက်ကမလွတ်နိုင်ဘူးအဲ့ကြောင့်ဘလို့ပဲဖြစ်ဖြစ်မိုးမလင်းသေးပဲနဲ့တော့ဆုံးမလောင်းတင်ဘူးပေါ့နော်လူတွေကတော့ဘုံကြီးတီလာပြတ်ပါစေဆိုတဲ့စိတ်မပိုင်းတော့အကုသိုလ်တော့မဖြစ်ပါဘူးတီလာပြတ်အောင်သိရင်တော့စိတ်ကရှင်းဖို့တော့ခက်တဲ့ကိစ္စပါနော်အဲသိရင်တော့မလုံးတင်ဘူးလို့ထင်တာပါပဲနော်မိကုံမိရှောက်ခွင့်ပြုပါရှင်ဗျာယဟန်တော်တွေဒီလေရင်နဲ့ခီးသွားတဲ့အခါမှာပေါ့ လေရင်စီးနေရင်နဲ့17နာရီစီးတယ်ဆိုရင်သူ17နာရီဖြစ်သွားတယ်ဆိုပါစို့ဟိုဘက်နိုင်ငံရောက်တဲ့အခါမှာနိုင်ငံမှာနိုင်ရီတွေမတူတဲ့အတွက်ဟို17နာရီလောက်ပဲရှိသေးတယ်ဆိုရင်ရဟန်းတစ်ပါးကလေရင်ပေါ်မှာတော့သူကမွန်းလွဲသွားပြီပေါ့ဗျာဟိုဘက်နိုင်ငံမှာ17နာရီပဲရှိတယ်ဆိုရင်အဲဆုံးဖုံးသုံးခွင့်ရှိပါသလားဗျာအော်ရှိတယ်ရှိတယ်သူကသူ့နိုင်ငံဆန်တော်ရှင်နဲ့ပဲသတ်မှတ်တာနော်သူကရောက်တဲ့နိုင်ငံရဲ့ဆန်တော်ရှင်နဲ့သတ်မှတ်တယ်မဒီနိုင်ငံမှာကအရုံတက်သွားပြီမဲ့ဟိုဘက်နိုင်ငံမှာရောမတက်သေးဘူးဆိုအဲ့မှာစားလို့ရသေးတယ် sorry ဟိုဘက်နိုင်ငံမှာမမလွယ်သေးဘူးဆိုရင်စားလို့ရသေးတယ် ဒါဥစဉ်လို့မန္တလေးဆရာတော်ကြီးရဲ့ဒီအမေးဖြေထဲမှာအဲ့ဒါပါတယ်လေတောင်ကျွန်းနဲ့မြောက်ကျွန်းကိစ္စမှာဆရာတော်ကြီးရှင်းထားတာလေနော်ဟိုတောင်ကျွန်းမှာဆုံးခံတယ်တောင်ကျွန်းမှာအရုံကိုမိုးလင်းတော့မိုးလဲသွားပြီဒါပေမဲ့အဲ့ဒီဆုံးကိုမြောက်ကျွန်းကိုတည်သွားတဲ့အခါမြောက်ကျွန်းမှာမိုးအရုံမတက်အရုံတက်ပြီးခါစားပေါ့နော်ဟိုမိုးမလွယ်သေးဘူးပေါ့အဲ့လိုစားလို့ရမရဆိုတော့ရတယ်ပေါ့နော်ဒါရှင်းပြထားတာရှိတယ်အဲ့ဒါသူ့နိုင်ငံဒေသရဲ့စိုင်းတော်ရှင်ကအဓိကပဲပေါ့နော်ရှင်ပြမေကောမေရှောက်ခွင့်ပြုပါဗျာဆက်ဆက်မေကောပါဗျာအာ ဆုံးဖုံရင်နဲ့တပည့်တော်ငငယ်တော့ဆိုရင်ကြောက်ဖို့ပါတယ်ခင်ဗျဆုံးဖုံရင်နဲ့ဆက်စားရင်ကြက်မတော်စာလောက်ထီတော့ခွင့်ပြုပါတယ်ဆိုတော့ဟိုဟိုပြောပြောတာတွေကြောက်ဖို့ပါတယ်ခင်ဗျနောက်တစ်ခုကဒီမဲဟိုဒူတင်ဒူတင်ဆောင်ဒူတင်73ဘောင်းကိုရှင်းထားတဲ့ဆောက်တုံးမှာဖတ်လိုက်ရတာတော့အရိယာပုံမပြတ်မချင်း ပြည်စုံအောင်တုံးလို့ရပါတယ်လို့ဖတ်လိုက်ရပါတယ်ဗျာအဲ့ဒါကြတော့ဘလို့ဆုံးဆုံးပြတ်မှာလဲဗျာနှစ်ခုလုံးကတော့အာဓမဝါဒပဲလေနော် အာဓမဝါဒဘာလို့အာဓမဝါဒတော့ရဲရဲပြောရတယ်လဲဆိုတော့ဒုတိယသံဃာယနာတင်တဲ့ခါမှာဒါအာဓမဝါဒအဖြစ်တရားဝင်ကြညာထားပြီးပြီလေ เนาะဒါကြောင့်ကျွန်တော်တအတ္တမဘာသာကြောင့်ပြောတာပါဝါဒကွဲမဟုတ်ဘူးเนาะဒါကဟိုတချို့ဝါဒကွဲတာတွေရှိတယ်ဝါဒကွဲတာကိုအတ္တမဘာသာလို့မခေါ်ပါဘူးဒါထေရဘာသာထဲမှာကဝါဒကွဲတယ်အများကြီးရှိတယ်ဒါကဝါဒကွဲလို့ပြောစရာကိုအကြောင်းမရှိတာဘာလို့တော့တန်ခါန်တာထဲတန်ခါန်ဒုတိယတန်ခါန်တာတင်လို့ငါဒါကိုအတ္တမဘာသာဖြစ်တရားဝင်ကျင်ညာခဲ့ပြီးပြီဝေဒာတိပြီကယဟန်နေလေမြတ်စွာဘုရားရှင်ပြိဋိနိဗ္ဗာန်ဆိုင်မှာနှစ်ပေါင်း200လောက်မှာဝေဒာလီကယဟန်တော်တွေကအတ္တမဝါဒ10ခုထုတ်ပြန်တယ်လေအဲ့ထက်မှာဟိုနေမွန်းလွဲသွားလို့ရှိရင်လက်နှစ်တိပေါ့သူတို့ခေတ်ကတော့နိုင်မရှိတော့ เนาะဒီနေနာီလို့ခေါ်တာပေါ့မုန်းလွန်းသွားပြီမဲ့နောက်တဲ့လက်နှစ်တစ်လောက်အထီကိုစားလို့ရသေးတယ်ပေါ့ဟိုဒီနေ့ခေတ်နိုင်နေပြောမယ်ဆိုရင်မုန်းလွန်းသွားပြီမဲ့7နာရီ7မိနစ်လို့7နာရီ15မိနစ်ထိစားလို့ရတယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့ခေါ်တာပေါ့เนาะအဲ့တော့အဲ့ဒါကိုဒုတိယတန်ခိုင်နာတင်တဲ့မထေရ်မြတ်ကြီးတွေကဒါဟာဓမ္မလားအတ္တမလားလို့မေးတဲ့ခါကျတော့ဒါအတ္တမဝါဒဖြစ်တယ်ဝိကလာဘောဇနာတီလာပြတ်ပါတယ်ဆိုပြီးတော့ဒါဝိကလာဘောဇနာတီလာကိုထောက်ပြီးတော့ဒီ7နာရီဒီခေတ်ဆို7နာရီကျော်ပေါ့เนาะ နေမွန်းလွှဲတဲ့အချိန်မှာတတတိနှစ်တိတွေဆိုတာဒါဝိကလာဘောဇနာတိလာဖြစ်ပြတ်တယ်ဆိုပြီးတော့အတ္တမဝါဒအဖြစ်ဒုတိယတန်ခါးနာမှာတရားဝင်ကျင့်ကြံထားပြီးပြီ။ဒါကြောင့်ခုနကစက်တဝုဇာတို့7မိနစ်15မိနစ်တို့ဆိုတာတို့နောက်တထိုင်တဲ့စက်တလောက်စားဆိုတာမျိုးတို့ဒါတွေအားလုံးဟာဝိကလာဘောဇနာတိလာကိုပြည့်စုံတဲ့အတွက်ကြောင့်အတ္တမဝါဒလို့မှတ်ရမှာဖြစ်ပါတယ်နော်။ မေကုမေရှာခွင့်ပြုတော်မူပါဖျား Facebook Live မှာမေကုဖြစ်ပါတယ်ဖျားနေလွဲချိန်မှာအချိုရည်ဖြစ်တဲ့ရှက်တီ M150 တွေကိုကာကိုလာတွေတန်ဘူးအချိုရည်တွေတောက်တုံးလို့ရပါသလားဖျားလို့မေးထားပါတယ်ဖျားအဲ့ဒါကနော်ဒီရှက်တို့ခုနကနော်ကြွဲရိုင်းတို့ဆိုတာကတကြားရည်ပဲယူနော်တကြားရည်နော်ကမ်မီကယ်တွေကဖိန်းဓာတ်တွေပေါ့နော်ရောစပ်ထားတာပေါ့ဆိုတော့ဒါကြောင့်တချို့တချို့ဆရာတော်တော်များများကတော့တောက်ကြတာများပါတယ် ါတကြားဖြော်ရင်ပဲဆိုပြီးတောက်ကြတာများတယ်လीအဲ့တော့ဟိုအသီးအဖက်တွေလည်းမပါဘူးပေါ့နော်တကြားဖြော်ရင်ဖြစ်တဲ့ကြောင်းတော့ asset တွေဆိုပြီးတော့တော်တော်များများတောက်ကြပါတယ်အဲ့တော့ဟိုတနေ့ကမှဥစဉ်တပါလန့်မိတယ်ဟိုကိုကာကိုလာမှလားမသိဟိုကာဗွန်ဒိုင်ဟိုက်ဒရိတ်ဆိုတာပါတယ်နော်ဒီကာဗွန်ဒိုင်ဟိုက်ဒရိတ်ကဘယ်ကလောက်တာလဲဆိုတော့ဥစဉ်လိုက်ရှာကြည့်လေ့လာကြည့်တယ်အမျိုးမျိုးတော့ရှိတယ်ကာဗွန်ဒိုင်ဟိုက်ဒရိတ်ကလေအမျိုးမျိုးတော့ရှိတယ်အဲ့တော့ကာဗွန်ဒိုင်ဟိုက်ဒရိတ်ကဥစဉ်တို့ဟိုဆန်စပါးတွေဂျုံတွေကလောက်တာမျိုးဆိုရင်တော့ အဲ့ဒါမအပ်ဆက်နိုင်ဘူးဟုတ်တော့စဘာဖြော်ရင်မအပ်ဘူးလို့ဆိုတာကိုနော်စဘာဖြော်ရင်မအပ်ဘူးလို့ပြောတဲ့ကြောင်ဒီကာဗွန်ဒိုင်ဟိုက်ဒရိတ်ဒီဂျုံတို့ဆန်စဘာတို့ကလောက်ပါတယ်ဆိုရင်အဲ့ဒါမအပ်ဆက်နိုင်ဘူးတခြားအသီးအရွက်တွေကလောက်တယ်ဆိုရင်တော့အပ်ဆက်တယ်နော်အဲ့တော့ကျွန်တော်သတိထားစီရပေါ့နော်ပါဝင်ပစ္စည်းတွေကိုပဲကြည့်ရတာအဲ့ကြောင်ဖြော်ရင်ဒီဒီဖြော်ရင်ဒီအဲ့လားမအပ်လားဆိုတာကပါဝင်ပစ္စည်းကိုအရင်ကြည့်ရတယ်ဒီပါဝင်ပစ္စည်းဒီဖျားခွင့်ပြုထားတဲ့ပစ္စည်းလားမဟုတ်လားမဟုတ်လားဆိုတာကိုစစ်ရတာပဲအဲ့တော့ခစ်ပစ္စည်းတွေအကြောင်းနဲ့နားလည်မှာဖြစ်မှာဒါကလေနော် we need တခုတည်းနဲ့မပေးဘူးခစ်ပစ္စည်းအကြောင်းတွေလည်းသိထားမှာအဲ့ဒါ governor hydrate အကြောင်းကကနနနားလည်မှာဒီဖြော်ရည်အမှတ်ကိုကျွန်တော်ဆုံးဖြတ်လို့ရမှာအကြောင်းစံစဘာကထုတ်လုပ်တဲ့ governor hydrate ဖြစ်ခဲ့မှာဆိုရင်စဘာဖြော်ရည်ပုံစံဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မအဆက်နိုင်ဘူးလို့ပြောလို့ရတယ်နော်အသီးရွက်ကလုတ်တဲ့ governor hydrate ဆိုရင်တော့ဒါအဖြော်ရည်တစ်မျိုးဖြစ်တဲ့အတွက်ကြောင့်အဆက်တယ်လို့ပြောရတာပါနော်အရှင်ဖေဟာမီးရှောက်ခွင့်ပြုပါဖေဟာဟိုတပြည့်တော်သိထားတာလေဟိုရေနွေးအဖြူတဲ့ဆိုရင်တောက်လို့ရတယ်ပေါ့နော်လက်ဘက်၆ခန့်တောက်လို့မရဘူးဥပုပ် နေမွန်လဲသွားရင်ဟုတ်ပါသလားဗျာဟုတ်ပါတယ်ဦးဇင်းတို့မြန်မာနိုင်ငံမှာကဒီလက်ဖက်ကိုစားစရာတစ်ခုအနေနဲ့သတ်မှတ်ထားတာလေစားစရာအရွက်တစ်မျိုးပေါ့နော်ဒါကြောင့်စားစရာအရွက်ဖြစ်တဲ့ကြောင်သူ့ကိုရေ နှွေးနဲ့လှုပ်လိုက်လေဆိုရင်ဟင်းရွက်ပြုတ်သလိုဖြစ်သွားတယ်တင်ပါဗျာအဲ့တော့ဟင်းရွက်ပြုတ်ရင်မအပ်ဆက်ဘူးဆိုတဲ့ဘုရားဝင်နေရှိတယ်တင်ပါဗျာเนาะအဲ့ကြောင့်ဒီလက်ဖက်ရွက်ကိုရင်းနှွေးနဲ့ပြုတ်လိုက်လို့ရှိရင်ဒါဟင်းရွက်ပြုတ်ရင်ဖြစ်သွားတယ်ဒါကြောင့်ယဟန်တော်ဖြစ်ဖြစ်ကိုရင်ဖြစ်ဖြစ်ဥပုပ်တည်ဥပုပ်တည်ဖြစ်ဖြစ်မတောက်ခေါမှုဝိက္ခလာပောစနာတီလာပြတ်တယ်ရင်းနှွေးနှွေးတော့တောက်လို့ရပါတယ်အဖြူတက်တက်ကရတယ်တင်ပါဗျာဘာမှမထက်ထားတဲ့အဖြူကရတယ်ဟိုနောက်တစ်ခုမေရှောက်ခွင့်ပြုပါဗျာအရှင်ဘုရားရဲ့အဲ့ဒီဝင်းနီးပထမအဆုံးဆင်းနှွေးပွဲမှာတွေ့တော့တပည့်တော်ကအုံးရင်အရန်ကြိုက်တာဗျာ ဥပုသ်ဆောင်ရင်အုံးရည်ပဲတောက်တာဗျာအဲ့ဖတ်ပြီးတဲ့ကတပီတော့အုံးရည်လုံးဝမတောက်တော့ပါဘူးဟုတ်ပါသလားဗျာအဲ့လေအုံးရည်ကမနှစ်ပိုင်းပဲတောက်လို့ရတာအဲ့တပီတော့အစမွန်းလဲဆိုဖိုက်ဟိုနှစ်ကိန်းပိုင်းတောက်တာနောက်တစ်ခုကလေဗျာဟိုဘာလဲအမ်ဘာခေါ်လဲဟိုကလေအဖက်နဲ့တောက်တာဗာလဲမတောက်နေမကောင်းတောက်တာဗာလဲနေမကောင်းတောက်တာအန်ရှူဝမဟုတ်ဗျာနောက်ငှက်တိုက်ငှက်တိုက်ဆီကတောက်လို့ရတယ်ဆိုဗျာ ဲ့ငါတိုင်းကလည်းအမျိုးမျိုးရှိတာပေါ့နော်ငါးကြီးအံဖတ်လို့ဆရာတော်ဖျားမိတ်ထားတာတခါငါးကြီးအံဖတ်မဟုတ်ဘူးလေငါအေးပေါ့ငါငါအံဖတ်အံဖတ်ပေါ့အဲ့တင်မှာတွေးပုံစံမျိုးဆိုရင်ဦးသိပြောတာလေတော်တွေးဆိုတာကဆေးထဲမှာပါတယ်လို့ဆိုတာကိုခြားတာလေတွေးတို့ရွှေတို့ပေါ့နော်အဲ့ဒီရွှေတို့တရွေးတို့တလိတ်တို့ဆိုတာကသူကဆေးတယ်သူကရာဝစီပီကဆေးထဲမှာပါတယ်အဲ့တော့ငှက်ရဲ့ဒီအံဖတ်ဒီသူအံဖတ်ဆိုတာတရွေးပုံစံဖြစ်ခဲ့ရင်ပြောတာနော်တင်ပါငှက်ရဲ့အံဖတ်ဒီဆိုတာတရွေးတလိတ်ပုံစံဖြစ်ခဲ့မယ်ဆိုရင်လို့ဦးစင်ပြောခဲ့တာနော်တင်ပါအဲ့လိုဆိုရင်တော့သူက ဒါဈေးပေါ့နော်ဈေးဖြစ်တယ်အဲ့လိုမျိုးပဲနဲ့ तू အစားတောက်ထားတာတွေကိုအန်တာမျိုးဆိုရင်တော့အစားအဖတ်တွေဖြစ်ခဲ့မယ်ဆိုရင်တော့ဒါက तू ကဟိုရာဝဇီဝိကဈေးပစ္စည်းလို့မတတ်မနိုင်ဘူးအမှန်တော့အဲ့ဒါမတောက်သင့်ဘူးပေါ့ခင်ဗျာနော်ခင်ဗျာအဖတ်လည်းဖြစ်နေတော့ဟုတ်စောစောကပြောခဲ့တယ်နှစ်ပိုင်းပဲပြောရတာဆရာတိတိကျကျသုံးချက်လို့မရအောင်တင်ပါခင်ဗျာဟိုလိုမျိုးအန်ဘတ်တို့ပါဒါပေမဲ့တပီတော်ကတော့ဒါဟိုသိချင်လို့မေးတာပေါ့နော်ခင်ဗျာနောက်တစ်ခုကကြတော့လေအဲ့ဒီဟိုဟိုမှာတရားစခန်းတွေပဲဝင်နေဆိုခင်ဗျာအဲ့ဒီတရားစခန်းက ဟို9နာရီခွဲဆိုလို့ရှိရင်အအောင်ဆုံးအမြဲတမ်းပါ။ तू ကပုံမှန်9နာရီခွဲပဲဗျာ။တပီးတော့ကကြတော့လေဟိုတငယ်ချင်းကပို့လိုက်တာပေါ့ဆယ်ရိုတစ်ပါးရေးတာပဲဆာပဲကလေးနဲ့လေမွန်တက်တာတော့အာယုံတာတော့အဲ့လိုမျိုးရေးပါတယ်ဗျာ။ဟိုလိုမျိုးတော့ရိုင်းမကြည့်ပါဘူးဗျာ။ဒါပေမဲ့အအောင်ဆုံးမနဲ့ကပ်ပြီးဟေးဆိုလို့ရှိရင်တကားလေးဖွင့်ပြီးတော့ကြည့်လိုက်တာပေါ့။ရောင်နေနေတာနဲ့ဒီဘက်ကအချိန်နဲ့ကကြိုက်တယ်ဗျာ။ဟိုဒီလိုနေဒီလိုနေဆိုရင်အဲ9နာရီနဲ့44မိနစ်ဖြစ်နေဗျာ။ဘာလို့ဆိုစောင်းနေပိုင်းနဲ့နဲ့ရောက်လာလို့ဆိုတော့ တပည့်ကြီးလိုက်တော့အလင်းရောင်လေးနည်းနည်းရရဆိုပြီးတော့အအောင်ဆုံးကတ်ပါတယ်ခင်ဗျအဲ့ခါကျတော့ဟိုတရားစခန်းသွားဝင်လို့ရှင်9နာရီခွဲဆိုတော့ဒုက္ခရောက်ပြီပေါ့ခင်ဗျအဲ့ဒါဆိုအရင်တော့တော့မသိတော့လေတက်ဆန်းစားပါအအောင်ဆုံးမစားနဲ့တော့လူတင်ဆောက်လိုက်တော့အဲ့လိုဖြစ်မှာအဲ့ဆိုလို့ရှင်ဟိုသီလပြတ်ပြီပေါ့နော်ခင်ဗျအဲ့သီလပြတ်တာပေါ့အေးပေါ့အေးပေါ့ကျမခင်ဗျဘာလို့ဆိုတော့စောင်းနှင်းဆိုလို့9နာရီခွဲအခု9နာရီ45တွေပါတယ်တော့ဖြစ်ပါ49ဟိုအဲ့ဒါကတော့ဟိုဟာတပည့်တော့အခုကြည့်ထားတာကြတော့အများအားဖြင့်ကဟို နေမွန်းတက်ကနာကကြတော့17နိုင်49ကအများဆုံးပဲဗျာအဲ့တော့တပည့်တော်က45ဆိုရက်လိုက်တယ်ဗျာအမြဲတမ်းဆွန်းဟိုထမင်းစားပြီဆိုရင်45အထိပဲကြော်မနေတော့ပါဘူးဗျာခါရင်တော့မသိတော့လေ17နိုင်မကြော်မချင်းကစားပါတယ်အကယ်၍စားနေရင်တန်လန်းဆိုအခုခုလိုမျိုးတိထားတော့ဟိုစားနေရင်တန်လန်းဆိုတပည့်တော်ရက်လိုက်တယ်ဗျာအချိန်ညာယူကြည့်လိုက်တာဗောနော်အဲ့ဟိုဒီနေ့မှပါတဲ့အတိုင်းဆိုတော့အဲ့တော့ဟို Google တော့ဘာလို့လဲတပည့်တော်ကမရိုက်တတ်တဲ့ဖာပြောအဲ့ဇာတ်လေးကိုပဲကြည့်ပြီးတော့အတန်လုတ်ပါတယ်ဗျာ အဲ့လေဒါသူကသူရိတ်တာစီကံစီကံပဲလေကိုဝီနီယာသီလာသီလာပဲလေအဲ့ခါကျတော့တရားစခန်းဝင်ဖို့ကျတော့ခက်သွားပြီပေါ့အဲ့တော့တငယ်ချင်းကပြောတယ်ဂျွန်လားလောက်စပါညာဆို9နိုင်ကွယ်ဂျွန်တို့ဂျူလိုင်တို့ဆိုရင်ကြိုက်တယ်ပေါ့နော်ဖေကအဲ့လိုမျိုးဆိုရင်တော့9နိုင်ခွဲနဲ့ကြိုက်တယ်ဆိုရင်တော့အဲ့လိုမျိုးဝင်ပေါ့ဘာလို့ဒီချောင်းတစ်ချောင်းကမတူးလေဖေကအဲ့ခါကျတော့ကိုကဟိုသီလာဆင်ချင်ချင်တာဘို့ဖေကအဲ့ခါကျတော့အဲသူဘုန်းကြီးတော်စားသေးတာပဲသီလာရှင်တော်စားသေးဆုံးဖုံးပေးသေးတာပဲဆိုပြီးတော့ပြောပေးမိမယ် တပီတော့ကြာတော့အဲ့ဒါခက်တယ်ဗျာအဲ့ကိုယ့်အိမ်မှာကိုဆိုရင်တော့ဟိုလိုပေါ့အချိန်ကိုကြည့်ပြီးတော့မှစွန့်စားတာပေါ့ဗျာအဲ့လိုမျိုးကြာတော့မရဘူးလေအများနဲ့ဆိုတဲ့အခါကြာတော့အတိလာပြက်ပြီပေါ့နော်ဗျာပြက်တာပေါ့တင်ပါရွေးလေအဲ့ဒါကိုကိုဘယ်ဘက်ကိုရွေးပါလဲတင်ပါတင်ပါဗျာဗျာတဲ့ထက်ကတော့မဟာနံမင်းကြီးကပြောတယ်မဟာနံမင်းကြီးကဟိုတလောကလုံးနဲ့ဖျားနော်တင်ပါဟိုပြဿနာဖြစ်ခဲ့ရင်သူဖျားဘက်ကပဲရက်တည်မယ်ဆိုတာလေ ်ပါဗျာအဲ့ကဘာကြီးလဲစဉ်းစားပေါ့နော်အဲ့တော့ကိုကငါးပါးတိလာနဲ့တရားစကံဝင်ပါလားဥပုပ်တိလာနဲ့တရားစကံဝင်ပါလားတင်ပါဥပုပ်တိလာနဲ့ဝင်မယ်ဆိုဥပုပ်တိလာမပြောင်းထဲရမှာပေါ့တင်ပါဗျာငါးပါးတိလာနဲ့ဝင်မယ်ဆိုရင်တော့ကိစ္စမရှိဘူးလေကိစ္စမရှိဘူးအေးရတယ်အဲ့တော့ကိုယ့်ကိုစဉ်းစားလေးတာကဟုတ်တင်ပါဗျာအဲ့ဒီဟိုဥပုပ်တိလာနဲ့ဝင်မယ်ဆိုလို့ရှင်လဲအဲ့ဒီအချိန်ပေါ့နော်ဖေဟာအဲ့ခုနဂျွန်ဂျွန်လိုင်းကြတဲ့အခါ9နိုင်ခွဲနဲ့ကြိုက်တဲ့အကြောင်းအဲ့အချိန်ကျမှပဲတောင်းဝင်ရမယ်ဂိမ်းဆိုင်နေပါတယ်ဖေဟာအေးပေါ့ တင်ပါဗျာအဲ့လေကိုမောင်းရင်လည်းကိုတစ်ထက်ဆုံးစားဖို့မစားမစားပြီးနေတစ်ကျင်ပေါ့နော်ဟိုစလို့အသီးမဆွေတွေဆိုအဲ့လိုပဲလေဟိုအရင်တုန်းကစာသင်လိုက်တွေဝင်ကြတဲ့အခါမှာစာသင်လိုက်တော်တော်များများကအဲ့လိုအရုံတစ်ချိန်စီကလွဲနေတာများတယ်တင်ပါဗျာအဲ့တော့မနဲ့မိုးမလင်းသေးဘူးအရုံဆုံးစားကြတာများတယ်တင်ပါအဲ့တော့တချို့တငယ်ချင်းတွေကအဲ့တော့သူတို့တိလာပြတ်မှာဆိုတော့အရုံဆုံးမစားကြအောင် တင်ပါတစ်ချက်ပဲပေါ့တစ်ချက်ပဲစားကြတာပေါ့အဲ့လိုမျိုးတည်းရှိပါတယ်တပည့်တော့နှစ်ဖက်နှစ်ချက်စားရင်တော့စားနေဆိုတော့တစ်ချက်တည်းဆိုရင်တော့မရဘူးအဲ့ဒါကိုကျဲမာရင်လည်းခိုက်အောင်ကြည့်ပေါ့နော်တင်ပါဗျာကျေးဇူးတင်ပါတယ်ဗျာ ရှင်ဘုရားဆက်ဆက်မေးကိုမေးရှာခွင့်ပြုတော်မူပါဗျာ။အဲဆိုတပည့်တော်ဘုရားဒီတီလလည်းမကြိုးချင်ဘူးဗျာ။တရားစခန်းလည်းဝင်ကျင်တယ်ဆိုလို့ရှိရင်ဗျာ။ဥပမာဒီတရားစခန်းကအရုံဆုံးလှူတဲ့အလှူရှင်စီရနေပြီးတော့ဒီကိုတီလစောက်တည်ပြီးရောပေါ့နော်9နာရီ40မှာအရုံတက်မယ်ဆိုအဲ့အချိန်မှာအလှူသွားခံပြီးစားလို့ရောရပါတလားဗျာ။အေးဒါတော့ညှိနှိုင်းပြီးတော့လှုပ်ပေါ့လေ။ဒါတီလတည်းမဆိုင်တော့ဘူးလေ။သူတို့ကြောင်းလိုက်စီကန်းနဲ့ဆိုင်သွားတာပေါ့။သူတို့ကအဲ့လိုမျိုးခွင့်ပြုတယ်ဆိုရင်တော့ကောင်းတာပေါ့နော်။ကိုယ့်ဟာကိုယ်ကိုယ့်အဆောင်လေးမှာဖြစ်ဖြစ် သူတို့စွန်းစားကြောင်းမှာပဲဖြစ်ဖြစ်ပေါ့သူတို့အရုံတက်ပြီးခါကြမှာနောက်ဆုံးကြမှာသွားစားတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ကိုယ်လည်းအဆင်ပြေတယ်လေသူတို့လည်းသဘောတူရင်ပေါ့အလားတော့ဒီမှာဗျာနောက်ခုနငှက်အပန်းဆိုတာနဲ့ပတ်သက်ပြီးတတိယလို့ဟိုလူတယောက်ကတော့သူပြုတ်အန်ထွက်လာတဲ့ဥစ္စာပြန်မျိုးချလို့မရဘူးနော်မျိုးချရင်ဝိကလဘောဇနာတိလပြတ်တာပဲထွေးထုတ်ရတယ်နော်သူကဟိုလက်ချောင်းကိုမကြော်သေးဘူးဆိုရင်တော့ဘာမှမဖြစ်ဘူးပြန်မျိုးချလို့ရတယ်လက်ချောင်းကိုကြော်ပြီးခါမှဆိုရင်ပြန်မျိုးချခွင့်မရှိဘူး လက်ချောင်းကိုကြော်ပြင်းခါမှမျိုးချရင်ဒါဝိကလာဘောဇနာပဲအပြင်ကဟာစားမမဟုတ်ဘူးကိုလက်ချောင်းကထွက်လာတာကိုပြန်မျိုးချရင်လည်းဝိကလာဘောဇနာတိလာပြတ်တယ်နော်အေးအေးအရှင်ဘုရားမိကုံးမိရှောင်းကိုယူပါအရှင်ဘုရားဒီနေမုံလဲကြောင်သွားရင်ပေါ့နော်မိမိခန္ဓာကိုယ်ကထွက်တဲ့အမ်ထွက်တဲ့ပေါ့တလိပ်ပြီသွေးချွေးအစရှိတဲ့တို့ပေါ့နော်မျိုးချမိခဲ့လို့ရှင်အဲဝိကလာကျိုးပါလားဗျာအမကျိုးသူကခုနပြောဆိုရာဝဇီဝိကတဲ့ပါတယ်လေသူကဒီရွှေတို့နာတလိပ်တို့နာဒီ တွေးပေါ့နော်အဲ့ဒါကစေးထဲမှာပါတယ်အဲ့တော့ခုအခုဆိုဦးဇင်းတို့ဗဇက်ထဲမှာတွေးရအများတန်းရှိနေပါလေဒါမျိုးချတာပဲလေအဲ့တော့အကက်ခံစရာလည်းမလိုဘူးအာပဲလည်းမသိမ်းဘူးအဲ့တော့စေးထဲမှာပါနေလို့အဲ့တော့အကက်ခံစရာလိုတဲ့ကိစ္စရှိတာကဒီတွေးတွေရွှေးတွေကခန္ဓာကိုယ်ကနေလွတ်ထွက်သွားတာခန္ဓာကိုယ်ကနေကွာဟသွားတယ်အဲ့ဆိုရင် तू ကအကက်ခံမှုလိုတယ်အဲ့ကြောင့်ဆုံးနေပါတွေဖုံးပေးတဲ့အခါမှာသူအဆက်တွေပါတွေပေါ့နော်အရန်ညရာဒီအလွန်ဒီပူအိုက်တဲ့ရာတွေတွေမှာ အပူဆက်တွေကိုစားတယ်အဲဆိုရင်ကိုယ်ရနှကောင်းတို့ပါတို့ဒီမေးတွေကရွှေတွေထွက်ပြီးတော့တပိတ်သေးကိုကြာသွားတယ်အဲဆိုရင်ခန္ဓာကိုယ်ကလွတ်သွားပြီနော်ခန္ဓာကိုယ်ကလွတ်သွားပြီဆိုရင်ဒီရွှေဟာအကက်ဖြတ်သွားတယ်လို့ခေါ်တယ်အဲဆိုရင်တပိတ်သေးကိုရွှေကြာသွားတယ်တရေတွေကြာသွားတယ်ဆိုရင်ဒါအကက်ခံဖို့လိုတယ်အကက်မခံဘဲနဲ့ဖုံးပြီးတယ်ဆိုရင်ဒါဒန္တာဘောနာတိတ်ခါဖို့ရအကက်မခံဘဲနဲ့စားထုတ်တဲ့ကြောင့်အာဖက်တင်သွားတယ်နော်အဲ့လိုမျိုးအဲ့မိုးလဲပိုင်းနေမှာ ဒီရေတွေဘာတွေတောက်တဲ့ခါမှာရွှေတွေဝင်ပါပါသွားတယ်ပေါ့နော်နှက်ခမ်းမှာပေနေတဲ့ရွှေတွေဝင်သွားတယ်ဆိုအဖက်မတင်ဒါခဏခဏတစ်ဆက်တည်းဖြစ်နေတဲ့အတွက်ကြောင့်နော်အဲကြောင့်ကာလိက၄ပါးထဲမှာထည့်ပါဆိုရင်ရဝစီဘီကဆေးပစ္စည်းထဲမှာထည့်ရမှာပါနော်အရှင်ပြဗဇက်ထဲမှာလေအနာရောဂါတစ်ခုကြောင့်ပေါ့နော်သွေးထွက်နေခဲ့ရှင်အဲ့သွေးကိုမိုးချမိခဲ့နော်ဝိကာလာပြပါလားဗျာဒါအဘောဟာရိကလို့ပဲပြောရမှာပဲလေအဘောဟာရိကဆိုတာကဒီတိတန်တောက်တာမျိုးလည်းမဟုတ်ဘူးလေ ်ခြောင်လွှဲလို့မရတဲ့ဟာမျိုးလို့ပြောရမှာပေါ့အဘောဟာရိကဆိုတာအဘက်လက္ခဏာမမြောက်ဘူးလို့သူပြောရတာပေါ့နော်ပုံမှန်ဆိုရင်တော့သွေးဟာအဘက်သိမ့်စေတယ်လေသွေးဟာအဘက်သိမ့်စေဒါပေမဲ့အခုကဗဇတ်ထဲမှာပဲဖြစ်နေတဲ့ခါကျတော့တိတန့်သူ့ကိုစင်ကြံလောက်ဖို့ခတ်တယ်လေအဲကြောင့်ဒါအဘောဟာရိကလို့ပြောရတာပေါ့နော်အဘောဟာရိကဆိုတာသီလမပြတ်ဘူးပြောတာလေကျေးဇူးပါဗျာ